တရုတ်ဟာလွန်ခဲ့တဲ့9နှစ်အတွင်းပြည်ပကလက်နက်တွေကိုတင်သွင်းဝယ်ယူမှုဟာ၃ပုံ၂ပုံနီးပါးရောကြခဲ့တာကြောင့်ကိုအားကိုကိုမှုကိုပြသရောက်ခဲ့တယ်လို့ South China Morning Post ကဖော်ပြရပါတယ်။ဘာကြောင့်လဲဆိုတော့တရုတ်ဟာပြည်တွင်းလုံနီးပညာတွေနဲ့လက်နက်တွေကိုကိုယ်တိုင်ထုတ်လုပ်နိုင်တဲ့အခြေအနေကိုရောက်ရှိလာတာကြောင့်ဖြစ်ပါတယ်။ Sweden နိုင်ငံခြေစိုက် Stockholm နိုင်ငံကငြိမ်းချမ်းရေးသုတေသန Institute SIPR ရဲ့မတ်လ10ရက်ထုတ်ပြန်ချက်အရ2020ပြည်နှစ်မှာ2024ခုနှစ်အကြာတရုတ်ရဲ့လက်နက်ဝယ်ယူမှုဟာ2015ခုနှစ်မှာ2019ခုနှစ်နဲ့နှိုင်းယှဉ်64ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ဖော်ပြထားပါတယ်။ င်အဲ့ဒီအပြောင်းလဲရာတရုတ်ရဲ့ပြည်တွင်းလက်နက်ထုတ်လုပ်ရေးလုပ်ငန်းတွေကြီးထွားလာမှုကိုဖော်ပြရောက်နေတယ်လို့ပြောပါတယ်။တရုတ်ဟာအရင်ကရုရှားထံကဝယ်ယူတင်သွင်းနေရတဲ့လက်နက်ပစ္စည်းအစိတ်ပိုင်းတွေကိုပြည်တွင်းမှာပဲဒီဇိုင်းဆွဲပြီးထုတ်လုပ်နေတာကြောင့်လာမယ့်နှစ်တွေမှာလည်းတရုတ်ဟာပြည်ပကလက်နက်ဝယ်ယူမှုတွေရော့ချလာလိမ့်မယ်လို့ SBR ရဲ့ထုတ်ပြန်ချက်မှာတုံ့တက်ဖော်ပြထားပါတယ်။တရုတ်ဟာနီးပညာမြင့်လက်နက်တွေကိုပြည်ပကဝယ်ယူတင်သွင်းမဲ့အစားပြည်တွင်းမှာပဲထုတ်လုပ်နိုင်တဲ့နီးပညာကိုအောင်မြင်စွာရရှိဖို့နှစ်ပေါင်း30ခန့်အချိန်ယူခဲ့ရတယ်လို့ SBR ရဲ့လက်နက်အယောင်းဝယ်လေးလာစောင့်ကြည့်ရေးအစီအစဉ်ကထိပ်တီးသုတေသနပညာရှင်တူ ဦးဖြစ်သူစီမွန်ဝစ်မန်ကပြောကြခဲ့ပါတယ်။ပြီးခဲ့တဲ့9နှစ်တာကာလအတွင်းတရုတ်ကရုရှားစီကအများဆုံးဝယ်ယူခဲ့တဲ့ပစ္စည်း2မျိုးပဲရှိခဲ့ပါတယ်။အဲဒါတွေကတော့ရဟတ်ယာဉ်တွေနဲ့အင်ဂျင်တွေဖြစ်ပါတယ်။အဲ့ဒီအရာတွေကိုထုတ်လုပ်ဖို့အတွက်လုံလောက်တဲ့နည်းပညာတွေမရှိရင်ပြည်တွင်းမှာထုတ်လုပ်ဖို့ခက်ခဲပါလိမ့်မယ်။ဒါပေမဲ့တရုတ်ကတော့အခုချိန်မှာအစင်လာကိုချိုးဖြတ်နိုင်ခဲ့ပါပြီလို့သူကပြောပါတယ်။လက်ရှိမှာတရုတ်ဟာတိုက်လေယာဉ်တွေတည်ယူပို့ဆောင်ရေးလေယာဉ်တွေနဲ့တင်းပေါ်တွေအတွက်သူ့ရဲ့ကိုပိုင်အင်ဂျင်တွေကိုထုတ်လုပ်နိုင်စွမ်းရှိလာတယ်လို့ဝစ်မန်ကပြောပါတယ်။အဲ့ဒီပြင်တရုတ်ဟာသူ့ရဲ့ကိုပိုင်ရဟတ်ယာဉ်တွေကိုလည်းတရုတ်ပြည်ထဲမှာပဲထုတ်လုပ်လာနိုင်တာ ကြောင့်ရုရှားနဲ့ဥရောပနိုင်ငံတွေရဲ့ဒီဇိုင်းတွေနဲ့ရဟန်းယာဉ်တွေကိုတင်သွင်းဝယ်ယူမှုကိုရှော့ချနိုင်ခဲ့ပြီဖြစ်တယ်လို့ဝီစမန်ကပြောကြားခဲ့ပါတယ်။အဲ့ဒီပြင်တရုတ်ဟာကမ္ဘာပေါ်မှာလက်နက်တင်ပို့ရောင်းချမှုအများဆုံးထိပ်သီး၅နိုင်ငံစီးရင်မှာပါဝင်လာခဲ့ပြီးတရုတ်လူလက်နက်တွေကိုပါကစ္စတန်၊မြန်မာနဲ့အယ်ဂျီးရီးယားအပါအဝင်နိုင်ငံများပြားကိုရောင်းချနေတယ်လို့လည်း SIPRN ကဖော်ပြခဲ့ပါတယ်။